အားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုကနေကြိုဆိုပါရစေဘေးကမ်းချမ်းနံပါတ်၄ဒီနေ့မှာတော့အာမျိုးစစ်ကျဲချင်းနဲ့ရိတ်သိမ်းခြင်းအကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်တယ်เนาะဆိုတော့ဒီကနေ့မှာအာအဓိကအဲ့ဒီမျိုးစစ်ကျဲချင်းနဲ့ရိတ်သိမ်းခြင်းကဟိုအရန်ကျဲပြန့်တဲ့အတွက်ကျွန်တော်အားလုံးကိုပြောဖြစ်ချင်မှာပြောဖြစ်မယ်ဆိုတော့ဒီအာမျိုးစစ်ကျဲချင်းနဲ့ရိတ်သိမ်းခြင်းအကြောင်းကိုပဲကျွန်တော်နောက်တစ်ပတ်တည်းကျပြန်ဆက်လက်ဆက်မယ်เนาะဆိုတော့ဒီကနေ့ဘယ်လောက်ထိကျွန်တော်တို့သွားလဲဆိုတော့မိနစ်လက်အကြာကြီးလဲမပြောချင်ဘူးလေเนาะဘာကြောင့်လဲဆိုတော့အကြာကြီးပြောလဲ ူတွေငီးငွေ့ဆရာဖြစ်သွားမယ်လေနော်ဆိုတော့အဲ့ဒါဆိုကျွန်တော်အနည်းဆုံးတော့မိနစ်20အတွင်းထဲမှာကျွန်တော်ရတဲ့လောက်ပြောမယ်တကယ်လို့အာကြံသေးရင်နောက်ပတ်ဒီမှာဆက်ပြောမယ်နော်ကျွန်တော်လည်းတူအချိန်ယူပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေဆန်တော့ကပတ်တော့ကိုရေဆိုးသွားရအောင်ဆိုတော့အမ်ကဘာဦးချခန်းကြီးရှိမှာ မျိုးကြီးစိတ်ကြဲချင်းကြောင်းနဲ့ပတ်သက်ပြီးတော့နောအနောအေတို့ကတင်ဘောပေါ်တဲ့ဆင်းတဲ့ခါမှာနော်ဘုရားသခင်ကိုရစ်ပူဇော်ပေးတဲ့ခါမှာဘုရားသခင်ပြောတဲ့စကားတစ်ခုဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့မြေကြီးမကုန်မီတိုင်အောင်တဲ့မျိုးစိတ်ကြဲရသောကာလအတီးနံကိုရိတ်သိမ်းရသောကာလချမ်းသောကာလပူကာလပူသောကာလຫນွေကာလဆောင်းကာလမပြတ်ရဟုအမိန့်တော်ရှိ၏တဲ့ဆိုတော့ဒီနှုတ်ကပတ်တော်ထဲမှာပြောထားလဲဆိုတော့မြေကြီးမကုန်မီတိုင်အောင်တဲ့နော်ဒီ ဒီကာလကြီးเนาะကျွန်တော်ခြိဆောင်ချစ်မသွားခင်ဒီကဘာမြကြီးเนาะမိအပြစ်မပျက်စီးခင်ချိန်တိမှာဘာဖြစ်မလဲမျိုးစစ်ကျဲ excuse me မျိုး excuse me မျိုးစစ်ကျဲရတော့ကာလเนาะမျိုးစစ်ကျဲတဲ့အချိန်ကာလရှိတယ်ပြီးရင်ဗာလဲရိတ်သိမ်းရတဲ့အချိန်ရှိတယ်ဆိုတော့အရာအလုံးကမျိုးစစ်ကျဲခြင်းနဲ့ရိတ်သိမ်းခြင်း principle ပေါ်မှာအကုန်လုံးအလုပ်လုပ်တာဖြစ်တယ်เนาะဆိုတော့ အာကျွန်တော်တို့တတ်တာအဲမှာโอเคကျွန်တော်တို့ဒီခစ်ဒီခစ်ဒီခါမှာတော့ကျွန်တော်အမေရိကမှာဖြစ်ဖြစ်တော့မြန်မာပြည်မှာဖြစ်ဖြစ်အများစုကတော့မျိုးစေ့တွေမကျဲကြတော့ပါဘူးเนาะအသက်တာထဲမှာဒါပေမဲ့ဒီ no a kit တုန်းကဖျားတခင်ပြောမျိုးစေ့ကျဲရတော့ခါလို့ဆိုအဲ့ဒီ kit အဲ့ဒီခါမှာတော့သူတို့ကသူတို့စားချင်တဲ့အရာเนาะသူတို့လိုချင်တဲ့အရာတွေကိုသူတို့ကဗာလဲမျိုးစေ့ကျဲရတယ်နော်မုံငင်းပင်စားခြင်းမုံငင်းစီဆိုက်ရတယ်တိမော့တဖန်ပင်စားခြင်းတိမော့တဖန်ပင်ဆိုက်ရတယ်မကြီးပင်စားခြင်းမကြီးတီးဆိုက်ရ ကြီးပင်ဆိုင်ရတယ်မြို့စိဆိုင်ရတယ်စိုက်ပြူရတယ်အဲ့ဒီပြီးတော့အဲ့ဒါမပြောခင်မှာကျွန်တော်ဒီခစ်ချီကကျွန်တော်ပါလဲကျွန်တော်တို့ကငွေရေးကြီးရေးနဲ့ပတ်သက်ပြီးမြို့စိကျဲတယ်လို့ခေါ်ကြတယ်နော်အလူပေးတဲ့ခါကျရင်ဘာဖြစ်လဲမြို့စိကျဲတယ်နော်မြို့စိကျဲတယ်ဆိုပြီးတော့ကျွန်တော်အာပြောဆိုကြတယ်ဆိုတော့ဘယ်လိုမြို့စိကျဲတယ်ဆိုတာဖြစ်လာလဲဆိုတော့ကျွန်တော်ရှင်းပြမယ်နော်ဆိုတော့အာ excuse me ကျွန်တော်ဒီ မွေသားတွေပေါ်လာတယ်ဆိုတာကဘာလဲဆိုတော့ AD ကျွန်တော်ခုနကတော့ကျွန်တော် Google မှာကြည့်ကြည့်တာเนาะတိတ် AD BC ဘောเนาะ BC 1000အဲ့တော့လောက်မှာ BC ရှိရအဲ့ဒီဝန်းကျင်လောက်မှာပဲเนาะငွေသားတွေပါတယ်ပေါ်လာတယ်เนาะစာရွက်နဲ့တောင်မှပါလဲတရုတ်ပြည်ဆားတယ်လို့ကျွန်တော်ရေးထားတယ် Google မှာရေးထားတယ်ဆိုတော့အဲ့ဒီမတိုင်ခင်မှာတော့ကဘယ်လိုလဲဆိုတော့ဥပမာမိတ်ဆွေကဟိုပါတယ်ဟို orange เนาะလိမ္မော်တိရှိတယ်ကျွန်တော်မှငါပြောတိရှိတယ် ဆိုတော့ကျွန်တော်ကဘာလို့ဆိုမိတ်ဆွေစီကနေကျွန်တော်ကအာလိမ်မော်တီကိုလိုချင်တယ်ဆိုတော့ကျွန်တော်ကငါပြောတည်တယ်ဗာလဲအလဲအလဲလောက်တာเนาะတော့ဒီဟာအာငါပြောတည်အာတခိုင်နဲ့နင်း orange အာတထုပ်နဲ့เนาะဒီဒီဒီလောက်နဲ့လဲမယ်အဆင်ပြေမလားဆိုပြီးတယ်အဲ့ဆိုလဲလိုက်တာဆိုတော့ trading ပေါ့เนาะဒါအယောင်ဝယ်ဆိုတာကဗာလဲလဲလဲချင်ဆိုတော့တဖြည်းဖြည်းနဲ့ခစ်တိုးတက်လာတဲ့ခါမှာเนาะနောက်ပိုင်းမှာဘာဖြစ်လာလဲဟိုငွေသားပေါ်လာတယ်เนาะငွေတုံးလေးတွေเนาะ ဟိုကြောက်တုံးတန်ဖိုးရှိတဲ့အရာဖြစ်နေဒီဟာနဲ့โอเคနင့်ရဲ့အာဥပမာပြောရနင့်ရဲ့အာရေဘူးနင့်ရဲ့ရေဘူးကုံကလွတ်ချင်တယ်ဆိုတော့ဒီ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 ငွေတုံးနဲ့လဲမလားသဘောတူလားတူတယ်လဲတယ်ဆိုတော့အဲ့ဒီကနေစပြီးတော့အာနောက်တဖြည်းဖြည်းနဲ့ခစ်တိုးတက်လာတဲ့ခါမှာအာကျွန်တော်တို့ဒီမျိုးစိတ်အာတကူတကစိုက်ပြိုးချင်းမလုပ်တော့ဘဲနဲ့ဘာလို့လဲ trading တယောက်နဲ့တယောက်အလဲအလဲလှုပ်လာတယ်ကုန်ပစ္စည်းတစ်ခုနဲ့တစ်ခုအလဲအလဲလှုပ်လာတယ်เนาะနေရငရုတ်တီးပေးမယ်ငါကဟင်းခမွေးချိုင်နဲ့လဲမယ် ဆိုတော့အဲ့ဒါက trading ဖြစ်လာတယ်ဆိုတော့တဖြည်းဖြည်းနဲ့နောက်ပိုင်းမှာငွေသားတွေပါလာတယ်เนาะငွေသားတွေပေါ်လာတယ်เนาะ check တွေပေါ်လာတယ်ဆိုတော့ငွေသားတွေကြတော့ကျွန်တော်ငွေသားတွေကနော်မျိုးစိတ်ဖြစ်နိုင်တယ်ဆိုတော့ကပါကြောင့်လဲဆိုတော့ငွေကျွန်တော်တို့မှာတုံးတဲ့ငွေသားကနော်နွားတို့လည်းဖြစ်နိုင်တယ်နော်ကျွန်တော်ဘယ်သူမှနွားသွားပြီးတော့ဗာလဲနွားကိုဗာလဲမျိုးစိတ်သွားမကျဲနိုင်ပါဘူးနော်နွားနွားနွားသားစားခြင်းတယ်ဆိုရင်မျိုးစိတ်သွားကျဲရတယ်ဗာလဲ ငွေကျွန်တော်တို့ဒီပတ်စံကငွေသားကပါဖြစ်လေအခုနောက်ပိုင်းဆိုငွေသားတောင်မဟုတ်တော့ပါဖြစ်လေဒီဖုန်းကနေ Apple Pay တို့ i Google Pay တို့ ਨੇ ဆိုတော့အဲ့ဒါတွေကပါဖြစ်လို့ဆိုတော့ခစ်ပြောင်းလာတယ်ကျွန်တော်တို့ကမျိုးစိတ်ကျဲမနေတော့ဘူးเนาะဟိုမုံငင်းတီမုံငင်းပင်စားချင်တယ်တရက်တီစားချင်တယ်ဆိုကျွန်တော်တို့ကုံတိုက်မှာတော့ပြတော့ပါဖြစ်လေအဲ့ဒီကျွန်တော်ထဲမှာရှိတဲ့ငွေသားနဲ့ပါဖြစ်လို့ဟိုကနေလဲလိုက်တာအထရိတ်ဒင်းလုပ်လိုက်တာ ဈေးဝယ်တယ်လို့ခေါ်တော့ဒီခေတ်မှာဆိုတော့ဒါမဲ့တကယ်တော့ training လုပ်လိုက်တာဆိုတော့ကျွန်တော်တို့ကမျိုးစိတ်ကျဲတာမဟုတ်တော့ဘယ်နဲ့ဘာဖြစ်လဲမျိုးစိတ်ကျဲတဲ့လူနဲ့ကျွန်တော်တို့ကဘာဖြစ်လဲလဲလိုက်တာဖြစ်တယ်ဆိုတော့မျိုးစိတ်ကျဲတယ်ဆိုတဲ့ဟာကအဓိကကပါလဲဆိုတော့ဒီကျွန်တော်တို့ကငွေသားကကျွန်တော်တို့ရဲ့ငွေသားကမျိုးစိတ်နေရာတကာမှာမျိုးစိတ်ဖြစ်နိုင်တယ်เนาะနွားလက်နွားတို့လည်းဖြစ်နိုင်တယ်ဝတ်သားလည်းဖြစ်နိုင်တယ်ကြက်သားလည်းဖြစ်နိုင်တယ်အာပါလဲ အိမ်လည်းဖြစ်နိုင်တယ်ကားလည်းဖြစ်နိုင်တယ်เนาะဂျမ်းမာချင်းလည်းဖြစ်နိုင်တယ်ငွေသားကအရာအလုံးကိုပုံဆောင်နိုင်တယ်ဒီလောကမှာရှိသင့်ရမှာเนาะကျွန်တော်ဒေတာတာချခန်းကြီး30မှာเนาะမြေကြီးအောက်မှာပါလဲငွေသည်အရာရာကိုအောင်တက်ရည်ငွေသားကအရာခတ်သိမ်းကိုအောင်နိုင်တယ်ဒီမြေကြီးပေါ်မှာเนาะဟိုပစ္စည်းတစ်ခုခုဝယ်ခြင်းနဲ့ဆိုငွေသားနဲ့ဝယ်လို့ရတဲ့ဟာတွေအများကြီးရှိတယ်เนาะအာလူတောင်မှငွေနဲ့ဝယ်လို့ရတယ်เนาะရှီခစ်တော့ဂျွန်ခစ်မှာတော့ဆိုတော့ငွေကပါကိုပုံဆောင်လဲဆိုမျိုးစိတ်ကိုပုံဆောင်လို့ရတယ်เนาะ ငွေမာကအပြစ်မရှိပါဘူးเนาะကျွန်တော်ဒီခရစ်ယာန်တွေတော်တော်များများကပါလဲငွေကမတန်ရှင်းတဲ့အရာဖြစ်တယ်။ဘာငံနဲ့လောကအရာဘာငံနဲ့เนาะငွေမကောင်းမကောင်းဘူးထင်တယ်ဆိုကျွန်တော်အကုန်လွှဲပေးလိုက်เนาะအိမ်မှာမထားနဲ့เนาะဘဏ် account ထဲမှာလည်းမထားနဲ့ကျွန်တော်အကုန်လွှဲပေးလိုက်เนาะငွေကဆက်ကူပဲဖြစ်တယ်เนาะလူတွေတတ်မှတ်ထားတဲ့ဆက်ကူတတ်တတ်ပဲဖြစ်တယ်။ဘာမှအပြစ်မရှိပါဘူးเนาะဘာမှပြစ်တင်တာမရှိဘူး။ရှိတာကလူတွေကပြစ်တင်တာဖြစ်တာဖြစ်တယ်။ဆိုတော့အဲ့ဒီငွေကဘာဖြစ်လဲ အရာခတ်သိမ်းကိုပုံဆောင်နိုင်တယ်ကျွန်တော်ပြောချင်တာကနော်ရှေးခေတ်တုန်းကပါလေဒေဒေချင်းလဲတယ်နော်တင်း orange နဲ့ကျွန်တော်တည့်တည့်နဲ့လဲတယ်တဖြည်းဖြည်းနဲ့တိုးတက်လာတဲ့အခါမှာငွေသားတွေပေါ်လာတယ်နော်ငွေသားကပါလေအရာခတ်သိမ်းကိုပုံဆောင်လာနိုင်တယ်ဆိုတော့ဒီခေတ်မှာကျွန်တော်အမေရိကမှာနေတယ်အများစုကတော့တိုက်ပုံမှာနေကြတယ်တိုက်ခတ်နဲ့နေကြတယ်ဘာစိုက်ပြုံးမဲ့နေရာတောင်မရှိဘူးနော် တချို့တွေက what 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 တွေကဘယ်ရတာလဲဆို what တွေကကုန်တက်ရနေရတယ်เนาะကလေးတွေ what တွေကတကယ်ဟိုလေပြင်မှာရှိတဲ့လူတွေကเนาะဘယ်လိုထိန်းចောင်းရတယ်เนาะအတီးနာနေဘယ်ရလဲကုန်တိုက်ထဲရတာတကယ်တော့ကုန်တိုက်တာအပင်ဒီမှာတောင်းတူလေဓမ္မတွေသွားလောက်ရတဲ့လူတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကပါလေအဲ့ဒီလောက်ထိကျွန်တော်တို့မသွားတော့ဘဲနဲ့ပါပဲငွေသားနဲ့အလွယ်တကူလဲလေလို့ရအောင်ဈေးကွက်စီပွားစနစ်ကထုံကားလာတာဖြစ်တယ်ဆိုတော့အဓိကပါပြောချင်လဲဆိုတော့ငွေသားကဘာကြောင့်မျိုးစေ့လို့ဖြစ်နိုင်တယ်လဲဆိုတော့ကအဲ့ဒါကြောင့်ဖြစ်တယ် เนาะငွေကအရာခတ်သိမ်းကိုပုံဆောင်လို့ရနိုင်တယ်အဲ့ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဟုတ်ပြီเนาะဆိုတော့ဒီခေတ်မှာဟုတ်တယ်အာဟိုကားမျိုးစစ်ကျဲလို့လည်းရပါတယ်ဟိုအရင်ခေတ်တုန်းကလိုမျိုးเนาะတင်ပေါ်တီးကိုဗာလဲမျိုးစစ်ကျဲချင်လည်းရပါတယ်ဟိုရှေးရှေးထုံးလည်းမပယ်ပါဘူးရှေးလုတ်လို့ရပါတယ်ဒါပေမဲ့အများသဘောတူဒီခေတ်မှာကျွန်တော်ဗာလဲငွေသားကအရာခတ်သိမ်းကိုပုံဆောင်လို့ရတယ်သဘောပေါက်ပြီเนาะโอเคဆိုတော့အဲ့ဒါကိုသဘောပေါက်ပြီဆိုရင်အာ ကျွန်တော်တို့တတထဲမှာเนาะဘယ်လောက်များများရိတ်ချင်လဲเนาะစမ်းစာတစ်ခုဖတ်ပြန်ဖတ်ရအောင်အာ how much do you want to rip နှစ်ကောကူအနေငယ်တော့မျိုးစိတ်ကိုကျဲတော့သူသည်စဘာအနေငယ်သာရိတ်ရမည်များစွာတော့ကျဲတော့သူသည်များစွာရိတ်ရမည်ဟုမှတ်ကြလောတဲ့ဆိုတော့ကျွန်တော်တို့တတထဲမှာဟိုလေသမား a view နဲ့ကြည့်လိုက်ကျွန်တော်လေသမားတယောက်ကเนาะစဘာအများကြီးရိတ်ချင်တယ်ဆိုရင်ဘာလို့ ਆ မလဲလေပြင်းမှာမြများရိတ်ရမြများမျိုးစိတ်ကျဲဖို့လိုအပ်တယ်ဟုတ်ပြီနော် တကယ်လို့နည်းနည်းပဲရိတ်ချင်လဲဆိုရင်မြေခွက်နည်းနည်းမှပဲရိတ် simple easy right မမရှောက်ဘူးเนาะမျိုးစိတ်ကျဲချင်းရိတ်သိမ်းချင်းဆိုတော့အဲ့ဒါ principle ဟုတ်ပြီเนาะဆိုတော့နောက်ကျပိုက်တစ်ခုဆိုတော့အနေနဲ့ကျွန်တော်ယုံကြည်သူတွေနည်းနည်းမျိုးစိတ်ကိုပဲမှာကျဲရမယ်เนาะမျိုးစိတ်ကိုပဲမှာကျဲရမယ် good ground ဘောเนาะကောင်းတဲ့ကောင်းတော်မြေကပဲမှာရှိလဲเนาะကျွန်တော်တို့က ဟိုစန်းစာထဲမှာပြောတယ်အရင်တပတ်တော့ကျွန်တော်ပြောခဲ့တယ်เนาะစင်ရသားတို့ကိုမဆာချင်းထာရဖျားကိုချီငါတော့သူဖြစ်တယ်เนาะဖျားတခါပြန်ပြန်ပေးဆက်မယ်ဒါပေမဲ့အဲ့ဒီဟာတွေနဲ့ဒီမျိုးစေ့ကျဲချင်းတွေကမတူဘူးเนาะစင်ရသားတွေကိုပေးကန်းတယ်မရှိစင်ရသားတွေကိုမဆာတာကတတ်တတ်အဲ့ဒါက arms giving လို့ခေါ်တယ်တတ်တတ်ဒါကမျိုးစေ့ကျဲတယ်ဆိုတာကလူတိုင်းကမျိုးစေ့ကျဲတယ်ဆိုတာကဗာလေအပင်ပေါက်ချင်းလို့မျိုးစေ့ကျဲတာအသီးပြန်ရိတ်ချင်းလို့မျိုးစေ့ကျဲတာမတူဘူးเนาะ မျိုးစိကျဲတယ်ဆိုတာကဗာလဲရည်ရွယ်ချက်ရှိရှိနဲ့ဘယ်လေတမားမှမျိုးစိကျဲပြီးတော့အော်ပေါက်ချင်တလားပေါက်ဆိုပြီးတော့ဟိုရိတ်လည်းမရိတ်ဘူးဆိုတော့သဘောနဲ့ဘယ်သူမှမလုပ်ဘူးမျိုးစိကျဲတယ်ဆိုတာကဗာလဲရည်ရွယ်ချက်ရှိရှိနဲ့ဗာဖြစ်လဲငါအခုငါတေကမာနော်ဟိုဗာလဲစန်ဗာလဲတပလောက်ပလောက်တေကျဲမယ်ဆိုရင်ငါအိတ်တရားပြန်ရိတ်ရမယ်နော်ကျန်းစာထဲမှာဗာဖြစ်လဲအစ30အစ60စတရားရိတ်ပြန်ရိတ်သိမ်းရမယ်ကျန်းစာထဲမှာပြောထားတယ်ဆိုတော့ မျိုးစစ်ကျဲချင်းဆိုတာကတော့ဗာလဲရိတ်ပြန်ရိတ်သိမ်းချင်လို့ကျွန်တော်တို့ကမျိုးစစ်ကျဲတာဖြစ်တယ်တဘောပေါက်မယ်လို့ယုံကြည်တယ်အာမင်ဆိုတော့မျိုးစစ်ကျဲတယ်ဘယ်မှာကျဲရမလဲဆိုတော့ဘယ်မှာကျဲရမလဲဆိုတော့အဲ့ဒီအကြောင်းညာနဲ့ပတ်သက်ပြီးတော့ရှီမာကုခရစ်ဝင်ခန်းကြီးလေးမှာဗာလဲတင်းတို့ဒီဒါမျိုးစစ်ကျဲချင်းအကြောင်းနဲ့ပတ်သက်ပြီးသခင်ရွှတ်ပြောတာအာဒီဟာတော့ကျွန်တော် skip လုပ်လိုက်တော့မယ်အမ်ရှင်လူကာခရစ်ဝင်ခန်းကြီး6မှာပါတဲ့အကြောင်းညာအာမာသဲစနစ်မှာလည်းပါတယ်နော်အောက်ဆုံးမှာမကောင်းတော့တီးကိုတီးတော့ပင်ကကောင်းတော့ပင်မဟုတ် မကောင်းတော့အတီးကိုတီးတော့ပင်ကကျွန်တော်ပုံဖြတ်လိုက်နေ။ Okay. အာပင်ကမကောင်းတော့ပင်မဟုတ်အတီးကိုထောက်ရအပင်သဘောကိုတီးရိုက်စူးပင်နိုင်တင်းဘောတဖန်တီးကိုမဆွတ်တတ်တော့ချုံနိုင်စပစ်တီးကိုမဆွတ်တတ်ကောင်းတော့သူဒီကောင်းတော့မိမိစိတ်နှလုံးဘန္တာတိုက်ထက်ကကောင်းတော့ရတို့ကိုထုတ်ပေါ်ကြိုက်မကောင်းတော့သူဒီမကောင်းတော့မိမိစိတ်နှလုံးဘန္တာတိုက်ထက်ကမကောင်းတော့ရကိုထုတ်ပေါ်ကြိုက်အเจ้าမူကစိတ်နှလုံးပြည့်ရှိတဲ့တိုင်းနှုတ်မဆွတ်တတ် ဆိုတော့ဒီအရမ်းလာကျွန်တော်ဗာပြောချင်လဲဆိုတော့မကောင်းတော့အတီးကိုတီးတော့ပင်ကကောင်းတော့ပင်မဟုတ်ကောင်းတော့အတီးကိုတီးတော့ပင်ကမကောင်းတော့ပင်မဟုတ်အတီးကိုထောက်ရအပင်းသဘောကိုဆိုတော့ကျွန်တော်တို့ဒီနေရာမှာမျိုးစိတ်ကျဲတာဖြစ်တယ်ခုနအပေါ်မှာရှိတဲ့ဂျမ်းပိုက်လေးကိုလည်းကျွန်တော်နည်းနည်းလေးနည်းနည်းလေးเนาะအပေါ်ရန်လေးကျွန်တော်ပြန်ဖတ်ကြည့်ခြင်းနဲ့ဆိုတော့မျိုးစိတ်လေးမျိုးအပင်အာမြေလေးမျိုးအကြောင်းဒီမှာတွေ့ရတယ်ဥပမာကိုနားမလဲဥပမာရှိတဲ့များတို့ကိုအဘယ်သူနားလဲကြမျိုးစိတ်ကျဲတော်သူဒီတရားစကားကိုကျဲဤတဲ့ တရားစကားကိုလမ်း၌ကျဲခြင်းအကြောင်းအရကဆိုလမ်းပေါ်မှာကြတဲ့မျိုးစေ။တရားကြားဇာတန်ဒီချက်ချင်းလိုက်နှလုံးသားနဲ့တရားစကားကိုဖြုတ်ရတဲ့ဟုနှုတ်ယူတတ်သည်ဟုစာတန်ဒီချက်ချင်းလိုက်နှလုံး၌ကျဲသောတရားစကားနှုတ်ယူတတ်သည်ဟုဆိုဆိုမြေ၌ကျဲတဲ့ဒုတိယတစ်ခုကပါလဲကြောက်ပေါ်၌ကျဲချက်အကြောင်းအရကတရားစကားကိုကြားယူဝမ်းမြောက်သောစိတ်နဲ့ချက်ချင်းခံရတော့လဲစိတ်နှလုံးသားအမြင့်မဆွဲခဏတာတည်တဖြစ်တရားစကားကြောင့်အမှုခင်းနေညင်းဆဲခြင်းကိုခံရတော့ကချက်ချင်းဖောက်ပြန်တတ်သည်ဟုဆိုလိုသည် စူးပင်တို့တင်ကျဲတော့တတိယကပါလဲစူးပင်စူးပင်တို့တင်ကျဲတော့အကျောင်းရကတရားစကားကိုကြားပြီးလော့ကီမူနိုင်စိုးရင်ချင်းစီးစိန်ဥစ္စာကြီးလှဲစားချင်းကျွင်းတော့ရာတို့ကိုတတ်မှတ်ချင်လို့တရားစကားကိုလွမ်းမုံငင်းဆဲတတ်တော့ကြောင်းအတိမတိနိုင်ဟုဆိုလိုတည်းနောက်ဆုံးတော့ကောင်းတော်မြေဆိုတော့မြေလေးမျိုးကောင်းတော်မြေမှာကျတော့ပါလဲအစ30အစ60အစ100ဆိုတော့မြေလေးမျိုးကပါလေလေမြေလေးမျိုးတွေကပါလဲဟိုပါလဲအာ မျိုးစီချက်စကားတရားစကားလမ်းနိုင်လမ်းလမ်းပေါ်မှာကျဲတဲ့လမ်းပေါ်မှာကျဲတဲ့အမျိုးကြောက်ပေါ်မှာကျဲတဲ့မျိုးဘာလဲပြတော့ဘာစူးပင်ကြားထဲမှာကျဲတဲ့မျိုးနဲ့အကောင်းတော်မြေဆိုတော့ကျွန်တော်တို့မျိုးစိတ်ကျဲတဲ့ခါကြရင်เนาะကျွန်တော်တို့မျိုးစိတ်ကျဲတဲ့ခါကျွန်တော်တို့ကပြန်ရိပ်ဖို့စန္ဒရှိတာဖြစ်တယ်เนาะပြန်ရိပ်ဖို့စန္ဒရှိတာဖြစ်တယ်ဆိုတော့ပြန်ရိပ်ဖို့စန္ဒရှိတယ်ဆိုရင် ကိုကျဲတဲ့နေရာက ကောင်းတော်မြေပေါ်မှာကျဖို့လိုအပ်တယ်အာမင်ကျွန်တော်တို့ကောင်းတော်မြေပေါ်မှာကျဖို့လိုအပ်တယ် ကောင်းသောမြေကဘယ်လိုမေးလဲကျွန်တော်ခုနကျွန်တော်ကျွန်တော်ရှင်ရှင်လူကခင်ဗျာခန်းကြီး၆မှာဖတ်တော့တယ်အတီးကိုကြည့်ပြီးတော့ဗာလဲအပင်ရဲ့သဘောကိုသိရမယ်ကျွန်တော် ministry တွေကျွန်တော်ဖျားတရားလုပ်တဲ့ခါမှာ ministry တွေเนาะဖျားเจ้าတွေအများကြီးရှိတယ်နော်ဘယ်ဖျားเจ้าမှာနော်ကို့ဖျားเจ้าမှာဆဲဖို့တပုတ်ထည့်ရမယ်ဒါတော့အမှန်ကန်ဖြစ်တယ်ဒါပေမဲ့မျိုးစိတ်ကျဲတာကျတော့ကောင်းသောမြေပေါ်မှာကျဲဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကကောင်းသောမြေကိုဘယ်လိုအသုံးဆုံးဖြတ်မလဲ เนาะคุณน่ะล้ํามาล้ํามาปอกได้อเป็นล่ะเนาะกูမျိုးစစ်เจ๊ดาก็ล้ําปอมาจ่าได้ ministry မျိုးကိုเจ๊ดาล่ะဒါမှမဟုတ်จောက်ปอมาရှိတဲ့ ministry မျိုးကိုเจ๊ดาล่ะဒါမှမဟုတ်လဲซูပင်จ่าได้มาရှိတဲ့ ministry မျိုးကိုเจ๊ดาล่ะဒါမှမဟုတ်လဲကောင်းတော်မြေပေါ်မှာကိုဘယ်နေရာမှာမျိုးစစ်เจ๊လဲပေါ်မှာ multi ပြီးတော့ကျွန်တော်တို့ site တဲ့အပင်ကအဲကျွန်တော်တို့ site တဲ့မျိုးစစ်ကအပင်ပေါက်လာမှာဖြစ်တယ်ဆိုတော့ဒါဆိုရင်ကိုတော့တော့ကောင်းတဲ့မြေကဘယ်မှာ ကျွန်တော်ဘယ်မှာရှာလို့တွေ့တယ်မလဲကောင်းတော့ excuse me ကောင်းတော့အပင်ဆိုတာကပါလေအတီးကိုကြည့်ရမယ်ဆိုတော့ ministry တွေကိုကြည့်လိုက်เนาะအထူးသဖြင့်အထူးသဖြင့်เนาะတာတနာတွေเนาะတာတနာတွေဝိငင်ရေးရကိုအရန်ဟိုအတီးပွင့် excuse me ဝိငင်ရေးရအတီးပွင့်အများကြီးတွေ့ရတဲ့ ministry เนาะ အမျိုးစိတ်ကျဲတဲ့ခါကျကျွန်တော်မှတ်ထားမယ်နော်။အိုးဒီဆရာကဖျားတရားမှအရန်ကြိုးစားတယ်တနာပါတယ်သူ့စီကိုမျိုးစိတ်ကျဲလိုက်မယ်။သူ့ကလူပေးချင်တော့ရတယ်။ဒါပေမဲ့မျိုးစိတ်ကျဲချင်တော့ကောင်းတော်မြေပေါ်မှာကြာဖို့လိုတယ်။ကိုယ်စိုက်လိုက်တဲ့နော် ministry နော်တရားဟောဆရာတွေဖြစ်ဖြစ်ဟိုဘာလဲဘယ်နေရာမှာပဲကျဲကျဲကိုယ်ကျဲတဲ့နေရာကကောင်းတဲ့မြေဖြစ်ဖို့လိုတယ်။ကောင်းတဲ့မြေဆိုတာကဘာလဲအတီးအပွင့်ကောင်းကောင်းထွက်တဲ့နေရာတွေဖြစ်ဖို့လိုတယ်။တကယ်လို့ဒီ ministry ဒီ ministry ဆိုပါတော့ ဥပမာဆိုပါတော့အာ full gospel နော်နားလေရလွယ်အောင်ဒီ full gospel အတင်းတော်အော်ဒီအတင်းတော်ကကြီးလိုက်တဲ့ခါမှာနော်ဟိုမိုးရစေဝါဒီကို ကြီးကျွန်ဒီကိုကယ်လွတ်နေတယ်နော်သူတို့အတင်းတော်အဖြစ်လူအများကြီးကယ်တင်ခြင်းတွေရနေတယ်နော်သူတို့အတင်းတော်ကဗာလဲဟိုဘုရားသခင်ဘုံတော်ထင်ရှားငွေကြီးကြီးလဲကောင်းစွာကင်တွေ့တယ် ပြီးတော့သူတို့ရဲ့ဟောတဲ့နှုတ်ကပတ်တော်တွေကလည်းပါလေဟိုဂျေဇုတရားပေါ်မှာခြေခံတဲ့ယေရှုခရစ်တော်အမှုပီစီခြေပေါ်မှာခြေခံတဲ့အော်ဒါဆိုဒါကကောင်းတော်မြည်ဖြစ်တယ်အာမင်မကောင်းတဲ့မြည်ကဘယ်လိုမျိုးလဲဟုတ်တယ်ဖျားကြောင်းတော့ကြီးကောင်းကြီးပါလေလူများတာနဲတာနဲ့မဆိုင်ဘူးကြီးကောင်းကြီးပဲသူတို့နှုတ်ကပတ်တော်တွေနားထောင်ကြည့်လဲပြည့်ညက်တရားပေါ်မှာခြေခံတဲ့တင်းရဲ့အကျင့်ကြံခြင်းပေါ်မှာခြေခံတယ်ပြီးရင်ပါလေသူတို့အတင်းတော်မှာကပါလေဒီမွေးတိုးတိုးတာပဲရှိတယ်เนาะအခြေခံဒီဘာမှ ဟို ministry လောက်လာရီလက်တိတ်မတွေ့ရဘူးတော့ဘာသာရေးတွေနဲ့ပဲပြည့်နေတယ်ဆိုအဲ့ဒါကပါလဲဟိုဘာလဲလမ်းပေါ်မှာကျဲတဲ့မျိုးစိဖြစ်သွားမယ်ကိုကျဲတဲ့မျိုးစိကိုကိုဆူတောင်းပြီးတော့ဘုရားသခင်ဆီမှာတောင်းပြီးတော့เนาะလူတွေကိုကူငင်နေတဲ့အတင်းတော်ဖြစ်မယ်ဝိညာဉ်တွေကိုဖမ်းနေတဲ့အတင်းတော်ဖြစ်ရမယ်ယေရှုတရားပေါ်မှာခြေခံထားတဲ့အဲ့ဒါတွေကပါလဲခရစ်တော်ပေါ်မှာတည်တဲ့အတင်းတော်ဖြစ်တယ်ဆိုတော့အဲ့ဒီလူမျိုးများမျိုးစိကျဲရမှာဖြစ်တယ်အဲ့ဒါကျဲတဲ့ခါကျမှဘာဖြစ်လဲအစ30အစ60အစ100ဖြစ်မှာဖြစ်တယ်ဥပမာဆိုပါတော့ကျွန်တော်တို့ အတင်းတော့ကျွန်တော်ပြောမယ်လူပုတ်ကိုနည်းနည်းဆိုတော့မျိုးစစ်ကျဲချင်တဲ့ဥပမာဆိုတော့ကျွန်တော်နာမည်ကြည့်တယ်မြန်မာပြည်မှာဆိုဆရာထန်တောင်တို့နော်အာဆရာအငယ်လေးတို့ဗာလဲဟိုဗာလဲဆရာကင်ပါတို့တွေနော်တို့တွေကတခြင်းနဲ့ပတ်သက်ပြီး praise and worship တခြင်းနဲ့ပတ်သက်ပြီးဖျားတိကအရန်တုံပြူတယ်တို့ရဲ့အတီးအပွင့်ကပါလဲအတင်းတော်တိုင်းမှာတို့ရဲ့တခြင်းတွေကိုတုံးတယ်ဆိုတော့သူတို့ရဲ့အတီးပွင့်ကပါလဲကောင်းတဲ့အတီးပွင့်ဖြစ်တယ်ဆိုတော့အဲ့ဒါကသူတို့ကပါလဲကောင်းသောမြေတွေဖြစ်တယ် ဆိုကိုတက်တာထဲမှာကုသားသမီးတွေအတွက်ဖြစ်ဖြစ်မျိုးစိတ်ကျဲချင်တဲ့ကုပြန်ရိတ်ချင်တဲ့အော်ငါသားသမီးအာဘာလဲနှုတ်ကပတ်တော်ဖျားတခင်ရဲ့ဒီအာတချင်းနေပိုင်းမှာ ပြန်ပြီးတော့အာသူတို့လည်းဒီလိုမျိုးပိတ်သိက်တွေကုလာဖို့အတွက်မျိုးစိတ်ကျဲပါတယ်နော်ဆိုယေရှုနာမနဲ့ကျွန်တော်မျိုးစိတ်ကျဲတယ်ဆိုမျိုးစိတ်အဲ့လိုမျိုးကျဲတဲ့ခါကျအစ30အစ60အစ100ပြန်ပေါက်မှာဖြစ်တယ်တဘောပေါက်လားမသိဘူးကျွန်တော်ဒီနေ့ပြောတယ်ဟာโอเคဆိုတော့ဒါကမြေဖြစ်တယ်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ အပေးကန်းချင်းမှာเนาะခုနပထမကျွန်တော်ဖတ်သွားတဲ့ချိန်မှာနှစ်ကောကိုကိုမှာပြောထားလို့အနေငယ်တော့မျိုးစစ်ကျဲတော့သူကအနေငယ်သားရေးရမယ်များစွာကျဲတဲ့သူကများစွာရေးရမယ်ဆိုတော့ဒီနေရာမှာကျွန်တော်တချို့တွေကတရားဟောဆရာကြီးတွေကရန်ဝေဖန်တဲ့သူတွေရှိတယ်เนาะဒီဆရာကเนาะနာမည်ကြီးနာမည်ဒီဆရာကဘာနာမည်ကြီးဆရာပေါ့ဥမာဆရာဒေးဗစ်လာရိုးရိုးဆရာအမျိုးမျိုးပေါ့เนาะဆရာအများကြီးရှိတယ်ဒီဒီဆရာကเนาะသူ့ပတ်စံအရန်ချမ်းသာလာတယ်เนาะ ဒီဆရာကရမ်းချမ်းသာလာတယ်เนาะပတ်စံပေါ်မှာရက်တည်တယ်သူကဆိုတော့မနာလိုတဲ့လူတွေကမနာလိုတာပဲဖြစ်ဖြစ်ဘယ်လိုသူတို့ရဲ့ view အမြင်နဲ့ဘယ်လိုပဲမြင်မြင်เนาะဒီဆရာကရမ်းချမ်းသာလာတယ်เนาะအလှငွေတွေကိုဘာဖြစ်လဲအလွဲသုံးစားသုံးနေလားမသိဘူးဘာငံနဲ့ပြောတဲ့လူရှိတယ်ကျွန်တော်ပြောပြမယ် principle ကများများရိတ်များများကျဲတဲ့သူကများများရိတ်ရတယ်ဥပမာဆိုတော့တဲ့အုပ်ဆရာတွေเนาะနာမည်ကြီးတရားဟောဆရာတွေဥပမာအားလုံးသိတဲ့ billigram ဆိုတော့ သူကဘာလုပ်လဲဆိုတော့လူအမြောက်အများကြီးကိုတကပါလုံးမှာရှိလူအများကြီးရဲ့တဲမှာနှုတ်ကပတ်တော်မျိုးစေ့သူကကျဲတယ်နှုတ်ကပတ်တော်မျိုးစေ့တွေကိုသူကအများကြီးကျဲထားတဲ့ခါမှာတချို့လူတွေကဘီလီဂရမ်အဖြစ်ကဲတင်ချင်းရသွားတဲ့ခါမှာနော်သူတတတဲမှာယေရှုကိုခရစ်တော်ကိုလက်ခံယုံကြည်ပြီးသွားတဲ့ခါမှာလောက်တဲ့ခါမှာသူကအယံဝန်တာပြီးတော့ဗာလဲဘီလီဂရမ်ကိုဗာဖြစ်လဲအလူငွေပြန်ပေးတယ်ဘီလီဂရမ်ကိုဗာဖြစ်လဲအလူငွေပြန်ပေးတယ်ဝန်တာလွန်းလို့ 6 billigram ကအဲ့ဒီပတ်စံကိုယူတယ်။ယူပြီးတော့ဗါတယ်အဲ့ဒီပတ်စံအားဖြင့်သူကမရှိစင်းရဲသားတွေဒါမှမဟုတ်လည်းနောက်ထပ် crusade တစ်ခုကိုပြန်ပြီးတော့အဲ့ဒီပတ်စံနဲ့ပြန်တုံးပြီးတော့လုပ်တယ်။လုပ်တဲ့ခါမှာပါဖြစ်လဲခုနကတော့တယောက်လူတယောက်ကိုကယ်တင်ချင်းရတယ်အဲ့ဒီတယောက်ကပေးတဲ့တထောင်အားဖြင့်သူကနောက်ထပ်ပွဲတစ်ခုလုပ်တယ်အဲ့ဒီပတ်စံတထောင်ကိုအသုံးပြုပြီးပွဲတစ်ခုလုပ်တယ်။အဲ့ဒီပွဲမှာလူအယောက်900လောက်ကယ်တင်ချင်းရတယ်။အဲ့ဒီ900ကပါလေတယောက်တထောင်စီထပ်ပေး900ပြန်ရတယ်။ ဆိုတော့ဘီလီဂရမ်ကဘာဖြစ်လဲ तू စိုက်တယ်ပြန်ရိတ်ရတယ်ပြန်ရိတ်ရတဲ့ဟာကို तू ကအဲ့ဒီပတ်စံကိုအတုံးပြပြပါဖြစ်လဲမျိုးစိတ်ပြန်ကျဲတယ်ပြန်ကျဲရဆိုပါလဲတရားဟုတ်ပွဲတွေထပ်လုပ်တယ်နှုတ်ကပတ်တော်မျိုးစိတ်ကိုပြန်ကျဲလာတဲ့ခါမှာလူများလာတာနဲ့အတိုင်အနန်တပြိုင်နဲ့ဘာဖြစ်လဲလဲလူတွေကသူ့ကိုပြန်ပြီးမျိုးစိတ်ကျဲတဲ့သူသူစီကိုပြန်လှူရဲလို့နားလဲအောင်သူကိုဂျေဇူးတင်လွန်းလို့ဂျေဇူးပြန်ဆတ်တဲ့နေနဲ့နော်ဟို love gift ပေးတဲ့သူတွေပုံများလာတယ် ဲ့ဒီအချိန်မှာသူ့စီမှာပတ်စံတွေပုံများလာတယ်။သူကအဲ့ဒီဟာနဲ့နဲ့မရှိစင်ရဲသားတွေကိုထပ်ပြီးကူညီတယ်။အဲ့ဒီမရှိစင်ရဲသားတွေအဆင်ပြေလာတဲ့ခါကျသူ့ကိုထပ်ကူညီတယ်။ဆိုလိုတာကဘာဖြစ်လဲ။ဘီလီဂရဟမ်လို့မှာငွေရေးကြီးနဲ့ပတ်သက်ပြီးတော့ဗာလဲ။ရိတ်ပဲရိတ်နေရတယ်။ဆိုတော့လူအမြင်မှာကြည့်ရင်တော့ဒီဆရာကရမ်းချမ်းတာလာတယ်။လူတွေရဲ့ပတ်စံတွေသူ့ကိုလိုက်ပတ်စံလိုက်ပေးနေတယ်။သူမျိုးစီအများကြီးကျဲထားတယ်လေ။ကျွန်တော်ပြောတာရှင်းမဲ့ထင်တယ်နော်။ โอเคဆိုတော့ကျွန်တော်ကတရားဟောဆရာပေါ့ဆာเนาะကျွန်တော်တရားဟောချက်ကိုနားထောင်တယ်လူတစ်ယောက်ကပြောင်းလဲသွားတယ်ဆိုရင်အဲ့ဒီတယောက်ကဘာဖြစ်လဲကျွန်တော်ကအလူငွေ100ပေးတယ်ဆိုရင်ကျွန်တော်ဝမ်းတာသူကကျွန်တော်ဆီမျိုးစစ်အလူငွေ100ပြောင်းပေးဒါပေမဲ့အဲ့ဒီတရားကကျွန်တော်အတွက်เนาะအာစာဝတ်နေမဖြစ်ရှင်းနိုင်ဘူးလေ ဒါပေမဲ့ကျွန်တော်ကအဲ့လိုလူတယောက်ကလွတ်မြောက်တယ်အဲ့လိုပဲလူအယောက်900လောက်ကအဲ့လိုမျိုးလွတ်မြောက်တယ်ဆိုရင်တယောက်100စီပေးရဆိုပါဖြစ်လဲ900ဆိုပါဖြစ်လဲ9000ဖြစ်သွားမယ်အဲ့ဒါဆိုကျွန်တော်ကပါဖြစ်လဲနောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေနောက်ထပ်ဟိုတခြား ministry တွေကျွန်တော်ကမရှိစင်းရဲသားတွေထပ်ပြီးကူညီလာနိုင်တယ်ဆိုရင်အဲ့ဒီလူတွေကိုကျွန်တော်ကမျိုးစစ်ကျဲတဲ့အတွက်အဲ့ဒီလူတွေကအဆင်ပြေလာတဲ့ခါကျပါဖြစ်လဲကျွန်တော်ကိုပြန်ကူညီမယ် ပြောချင်တာကသဘောပေါက်တယ်နော်မျိုးစစ်ကျဲချစ်ဆိုတာကအဲ့လိုလို့လို့တယ်အဲ့ဒါကြောင့်ကျွန်တော် excuse me အတင်းတော်တွေမှာနော်အတင်းသား9ယောက်6ယောက်အတင်းသား10ယောက်လောက်ပဲရှိတယ်နော်ကျန်းစာထဲမှာဗာပြောထားလဲဆိုတော့ according to our စာထဲမှာနော်ဤဝင်ဂလိတရားကိုဟောတော်သူဒီဤဝင်ဂလိတရားအားဖြစ်ပါလေအသက်မွေးရွံကြောင်းပြုရမယ်ကျွန်တော်တို့ကျန်းစာထဲမှာအရေးထားတယ်ဆိုတော့ဆရာတယောက်ကအတင်းတော်မှာလူ10ယောက်အယောက်20လောက်ရှိတယ် အဲ့ဒီအယောက်20လောက်ကိုသူကနှုတ်ကပတ် တော်မျိုးစစ်အပတ်တိုင်းကျဲနေတယ်။ဒါပေမဲ့အဲ့ဒီအယောက်20လောက်ကနော်သူတို့ကကျေးဇူးတင်တဲ့တယောက်30စီအဲတယောက်100စီပြီးရင်တောင်မှအယောက်20ပဲရှိတဲ့အတွက်ပါပဲလေ2000ရမယ်။ဆိုတော့အဲ့ဒီ2000နဲ့အဲ့ဒီဆရာကသူ့ရဲ့စာဝတ်နေရီဖြည့်လည်ဖို့မလွယ်ဘူး။ပြောချင်တာကကိုစိုက်တဲ့အတိုင်းကိုပြန်ရိတ်ရတာဖြစ်တယ်။အဲ့ဒီတော့ကြောင့်ပါပဲလေကျွန်တော်တို့ဖက်ကပါလေမျိုးစေ့မြများကျေဖို့လိုအပ်တာဖြစ်တယ်။ အဲ့ဒါကတရားဟောဆရာဒီ principle ကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်အာမင်ဆိုတော့ထိုကဲ့သို့ပဲအခုအဆိုတော်တွေကပါကျော်အဆိုတော်တွေเนาะတချင်းဆိုတဲ့သူတွေလည်းဘာဖြစ်လဲသူတို့ဆိုတဲ့တချင်းတွေကိုသူတို့ကမျိုးစိတ်ကျဲလိုက်လူတွေနှလုံးသားထဲမှာလူတွေကရမ်းကြိုက်သွားတဲ့ခါမှာဘာဖြစ်လဲအဲ့ဒီတချင်းတွေအားဖြစ်သူတို့ကအဲ့ဒီသူတို့ရဲ့ album တွေဝယ်တယ်သူတို့ရဲ့ live show တွေမှာလာကြည့်ကြတယ်အဲ့ဒါကမျိုးစိတ်ကျဲခြင်းရဲ့ principle ဖြစ်တယ်အဲ့ဒါကိုကျွန်တော်သဘောပေါက်စေချင်တယ် အဲ့ကြောင့်နာမည်ကြီးသွားတဲ့လူတွေကဘာဖြစ်လဲသူတို့တက်တာထဲမှာရိတ်သိမ်းဆရာတွေအများကြီးရှိတယ်။ဥပမာဆရာမုံတောင်တို့ဆရာဒေးဗစ်လာတို့တွေနော်တခြားအာဥတီမောင်ထွန်းတို့နော်တခြားဆရာကြီးတွေသူတို့တက်တာထဲမှာသူတို့မျိုးစေ့ကျဲခဲတာဝိငင်ဒီနှုတ်ကပတ်တော်မျိုးစေ့ကျဲထားတာနဲတာမှမဟုတ်တာအခုသူတို့ကအသက်ကြီးလာတာနဲ့တစ်ဖြန်နဲ့ဘာဖြစ်လဲအဲ့ဒီဟာတွေအကုန်လုံးပြန်ပြန်ရိတ်သိမ်းရတာဖြစ်တယ်သူတို့ရဲ့ဝိညာဉ်သားသမီးတွေကသူတို့ကိုပြန် love gift တွေပေးလာတယ်သူတို့က ဒါကသူတို့ကလူအများကြီးရှိတယ်အဲ့သူတို့ကျဲထားတာအယောက်တသိန်းဆိုရင်တသိန်းမလိုပါဘူးတတောင်းလောက်ကပဲတလကိုတယောက်အယောက်တထောင်ကပဲတယောက်တရာလောက်စီပဲပေးအောင်သူတို့မှရှန်ထွက်နေအောင်ပတ်စံပေးရှိတာဖြစ်တယ်ရှိလို့သူတို့ကပဲသူများကိုပြန်ပေးတယ်ပေးတဲ့လူကလည်းသူတို့ပြန်ပေးတဲ့ခါမှာအဲ့ဒီ circle ကပါလေအမြဲတမ်းလဲနေတာဖြစ်တယ်အာမင်ထိုကဲ့သို့ပဲကျွန်တော်ဒီမှာတာမန်လူတွေကိုနော်နော်အဲ့ဒါတော့တရားဟောဆရာတွေထားကျွန်တော်တာမန်လူတွေကျွန်တော်တာမန်လူတွေလည်းဒီလိုပဲကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ နော်မွေးနေ့တွေဖြစ်ဖြစ်ဘယ်နေရာပါပဲဖြစ်ဖြစ်ကိုကဘာလဲသူများကိုရဲရဲရော့ရော့နဲ့ပတ်စံတွေအကူငီတွေပေးတယ်ဆိုရင်ဘာဖြစ်လဲသူတပတ်ကိုရေလောင်းတော့သူကိုယ်တိုင်ရေလောင်းချက်ခံရတယ်တင်ကလူများများကိုကူငီထားလို့ရှင်သူများကလည်းတင့်ကိုပြန်ကူငီလာမှာဖြစ်တယ်ဒါကမျိုးစေ့ကျဲခြင်းရဲ့ principle ဖြစ်တယ်အဲဒါကြောင့်ဒီမျိုးစေ့ကျဲခြင်း principle ကိုလောကသားတွေကတောင်မှနားလေသဘောပေါက်တယ်ကျွန်တော်ယုံကြည်သူတွေတော်တော်များများကနားလေ မတဘောပေါက်ကြဘူးတဘောမပေါက်ကြဘူးအထူးသဖြင့်နာမည်ကြီးဆရာတွေကိုငွေကြီးနဲ့ပတ်သက်ဒီဆရာကဟောကာကောင်းစားစီရဒီဆရာကဟိုဟာဖြစ်တယ်ညာဖြစ်တယ်နဲ့ဝေဖန်ကြတယ်နော်အဲ့ဒီနာမည်ကြီးဆရာတွေအကုန်လုံးသူတို့မျိုးစစ်ကျဲချားရတယ်ပြန်ရိတ်ရတာဖြစ်တယ်ပြန်ရိတ်ပြီးတော့ဗာလေသူများကိုပြန်ပေးတယ်သူများပေးတဲ့သူတွေကဂျေဇုတင်တော့သူတို့ကိုပြန်ပေးတဲ့ခါမှာသူတို့ကပါပဲလေပေးလို့ထိုးတုပ်ပြုံးနေသူတို့ကိုပေးချလိုက်မယ်တိတ်လျက်နှက်လျက် တင်းတို့ယင်ခွင်းနဲ့သူတပားတို့ဒီပေးချလိုက်မြင်တယ်เนาะကျွန်တော်တို့ရှေ့လူကကအခါကြီး6မှာယေရှုကပြောထားတယ်အဲကြောင့်မျိုးစစ်ကျဲချင်းနဲ့ရိတ်သိမ်းချင်းဆိုတာကတရားဟောဆရာတွေမှာတင်မှာမဟုတ်ဘူးလူတိုင်းအတွက်ဖြစ်တယ်ကျွန်တော်တို့လည်းမျိုးစစ်စကြဲမယ်เนาะအများကြီးတထောင်တထောင်နဲ့မလုံနိုင်တောင်မှ9ချက်30နဲ့မုတ်ဖိုးတွေပေးတာပဲဖြစ်သူများကိုရဲရဲရော်ရော်ပတ်စံတွေပေးတယ်ဆိုရင်သူများကလည်းကိုယ့်ကိုပြန်ရိတ်သိမ်းရခွင့်ဘုရားခင်ကပေးပေးမှာဖြစ်တယ်အာမင် ဆိုတော့ဒီကနေ့ကတော့ဒီအပေါ်ရမျိုးစစ်ကျဲချင်းနဲ့ရိတ်သိမ်းချင်းအကြောင်းနဲ့ principle ကိုကျွန်တော်အပေါ်ရခင်းကျမ်းပြတာဖြစ်တယ်ဆိုတော့ဒီကနေ့တော့ minutes 20လောက်ကျော်သွားပြီဆိုတော့ကျွန်တော်ဒီလောက်နဲ့ပဲရပ်တော့မယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဟုတ်မယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်မှာမျိုးစစ်ကိုကျွန်တော်ဘယ်လိုကျဲရလဲအာဘယ်မှာကျဲရလဲနောက်အဲ့ဒီအကြောင်းကိုကျွန်တော်ပြောထားတယ်နောက်ပတ်ဒီမှာ partnership နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးပြောသွားမှာဖြစ်တယ်ကျေးဇူးအများကြီးတင်ပါတယ်ဖျက်တိကင်ကောင်းကြီးပေးပါစေ